ဘုတောင်ဘောကမြင်ရတဲ့ဒါနွားလဘူတောင်ရဲ့ရှုခင်းပေါ့နော်အဲနွားလဘူတောင်ကလည်းအဲမြင်တယ်ပေါ့နော်ကားနဲ့တက်လို့ရတယ်လို့ပြောလို့လည်းပြောတယ်ပေါ့နော်ဒါဘုတောင်နဲ့ကပ်နေတဲ့ခါကျတော့ဘုတောင်ကိုသွားဖူးတယ်ဆိုရင်တော့ဒီနွားလဘူတောင်ကိုလည်းသွားပြီးတော့ဖူးရောရဖို့ဒါတိုင်တောင်းတယ်ပေါ့နော်ဒီမှာလည်းဘုမှာလည်း ထိုင်တော်မူရွာတော်လေးရှိရယ်စေတီတော်လေးလည်းရှိတယ်ပေါ့နော်။နောက်အလိုဘုတောင်ကိုလည်းဘာရောက်ပူမြော်ကြပါကတ်နေပါတယ်နော်။ဒါကတ်နေတဲ့အခါကျတော့အလိုဘုတောင်ကိုလည်းအားနဲ့လည်းတက်လို့ရတယ်လို့ပြောတယ်ပေါ့နော်။ဒီမှာအဲကျောင်းကိုဘာရောက်ပူမြော်ကြပါဒီဘုတောင်တို့နာလိုဘုတောင်တို့ကလည်းမြင်ရတယ် သဘာဝရှုခင်းနေရတယ်တကယ်ကိုစိမ့်လန်းဆိုပြီးရတယ်နော်သဘာဝခုမြင်ကြပါနေရရာသီဥတို့လည်းကောင်းတယ်ဆိုတော့အားလာပိုင်း28ရက်နေပေါ့နော်ရာသီဥတို့လည်းကောင်းတယ်တနင်္လာနေ့ဆိုပြီးတော့သွားတယ်ဟောတပင်တော့တောင်းနေရတယ်ဒီစိမ့်လန်းဆိုပြီးနေပါတယ်